မင်္ဂလာပါရှင်ခိတ္တတလီဗီရှင်းချန်နယ်မှာသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ကြောက်ဖြူတွင်စစ်ကောင်စီတပ်ဖွဲ့ဝင်များတိုက်စုံမှုများနေပြီးမြေတူးဆက်များဖြင့်အစုလိုက်အပြုံလိုက်မြေမြုံဒုဗိုလ်မှူးကြီးအစင်ရှိတည်ရင်မှုတအူးထပ်မံတိုက်စုံရင်တိုးတိုးတိတ်တိတ်တကြွတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ် ကြောက်ဖြူတိုက်ပွဲတွင်စစ်ကောင်စီတပ်ဖွဲ့ဝင်များတေဆုံးမှုများနေ၍ရေတူးဆန်များဖြင့်ရေချင်းတူပြီးအုပ်စုလိုက်ညီမြုပ်တကြုံနေရာကြောင်းသိရပါသည်စစ်ကောင်စီဘက်မှတေဆုံးအလောင်းများကိုရာတို့ကြီးရာတို့ငယ်ခွဲ၍တက်ကြအစင်မှအောက်အဆင့်တေဆုံးသူများကိုအစုလိုက်အပြုံလိုက်ညီမြုပ်တကြုံကပြစ်ထားခဲ့ကြောင်းဒေတာတွင်တင်ပြရှင်းမြင် Little Rabbit ထံမှသိရပါသည် ရှမန်နေမေ31ရက်နေ့ကလည်းကြောက်ဖြူတိုက်ပွဲအတွင်သို့စစ်ကူပို့လိုက်သည့်ဒုဗိုလ်မှူးကြီးအစ်စင်ရှိတိုင်ရင်မှုတအူထပ်မံတည်ဆောင်သွားကြောင်းသိရပါတယ်။ဒုဗိုလ်မှူးကြီးဗိုလ်မှူးကြီးအစ်စင်တွေထိနောက်တန်းကိုအလောင်းမီပြန်တန်နေရတော့မျက်မြင်ကိုယ်တွေမှဝါရဖြန့်ထားလဲစစ်တပ်မိသားစုတွေစိတ်သက်သာနေတယ်။ရှေတန်းလွတ်သမျှသေတာနဲ့တရားရလို့နောက်တန်းပြန်လာရတာတွေများနေတယ်ဟုတက်တဲ့ရင်မြက်ကသတင်းဌာနသို့ပြောပါတယ်။အဆိုပါတိုင်ရင်မှူးကြီးအလောင်းကိုစစ်ကောင်စီကပြန်လဲတည်ဆောင်သွားပြီးကြောက်ဖြူမျိုး မြို့မတုတ်တန်တွင်တိတ်တဆိတ်မီးရှို့တကြိုခဲ့ကြောင်းသိရပါတယ်။ ကြောက်ဖြူမျိုးပေါ်အထိပုံမှုအဆင့်တည်ရင်မှုအဆင့်ပြူဟာမှုအဆင့်များတည်ဆုံးသည့်တရင်ရောက်ရှိလာသည့်အတွက်အုတ်ချုပ်ရေးပိုင်းမှာစိုးရိမ်ပူပန်နေကြပြီးအေးအေးသိမ့်ပိုက်ထားသည့်နေမည်များကိုစစ်ကောင်စီကပြန်လည်သိမ့်ပိုက်ထားပြီးဖြစ်သည်ဟုသတင်းလွှင့်နေရာကြောင့်အုတ်ချုပ်ရေးပိုင်းနှင့်နီးစပ်သူထံမှသိရပါသည်။ပြီးခဲ့တဲ့မေ29ရက်နေ့ကတရုတ်တဘာဝတံငွေတက်အားပြီးစက်ယုံအနီးစစ်ကောင်စီကကင်းစခန်းကိုအေးအေးကဒရုန်းဖြင့်တိုက်ခိုက်ရာဒုတက်ရင်မှုအပအဝင်စစ်ကောင်စီတပ်ဖွဲ့ဝင်6ဦးသေဆုံးခဲ့ကြောင်းသိရပါသည်။ ဆက်လက်ပြီးစစ်အာဏာရှင်များကြံ့သုံးခဲ့သည့် အချင်းချင်းကြားသွေးခွဲခြင်းဆိုသောနောက်ဆုံးစည်းကိုကြော်ဖြတ်နိုင်လျက်အနိုင်ရပြီဟု PDF စစ်စင်ရေးမှူးရဲဘော်တင်ဦးပြောဆိုတဲ့ဆွေးနွေးတဲ့တင်ကိုတင်ဆက်ပေးတော့မှာဖြစ်ပါရယ်အကြံဖတ်စစ်အာဏာရှင်အဆက်ဆက်ကြံ့သုံးအောင်မြင်ခဲ့သည့်တော်လန်ရေးဘတ်တော်သားအချင်းချင်းသွေးခွဲစီမီနောက်ဆုံးစည်းကိုကြော်ဖြတ်နိုင်ပါကစစ်အာဏာရှင်ကိုအနိုင်ရပြီဟုပြည်သူ့ကာကွယ်ရေးတပ်မတော် PDF အမတ်နှင့်စစ်စင်ရေးနယ်မြေစစ်စင်ရေးမှူးရဲဘော်တင်ဦးကပြောဆိုလိုက်ပါရယ်အဆိုပါပြောကြားချက်သည့်မေလ31ရက်ကကျင်းပ ါခဲ့သည် တို့ပြန်လာပြီးအေယာဝတီ၏ပင်လယ်အရောက်ရိုးမဖောက်စကားဝိုင်းတွင်ရဲဘော်တင်ဦးကပြောဆိုခဲ့ခြင်းဖြစ်ပါသည်။အဲ့ဒီစီတုံစီကဘာလဲဆိုတော့ပထမကသွေးအေးစီမဲစီအာနာရှင်ကကျွန်တော်တို့သွေးအေးသွားအောင်အမျိုးမျိုးအချိန်ဆွဲခဲ့တယ်။အမျိုးမျိုးကောလာဟာလာတွေလုပ်ခဲ့တယ်။အမျိုးမျိုးမျှော်လင့်ချက်အမာတွေပေးခဲ့တယ်။ဒါပေမဲ့ပြည်သူတွေကသွေးမအေးဘူးသွေးအေးစီမဲစီကိုကျွန်တော်တို့ကြော်ခဲ့ပြီးနောက်တစ်ခုကစီးတစီထပ်ထားတယ်။ ဒုတိယစီသွေးကြောင်စီတဲ့စီပြည်သူတွေသွေးကြောင်သွားအောင်တော်လန်ရေးသမားတွေကြောက်သွားအောင်ရရဆက်ဆက်လှုပ်ပြရဲဟုရဲဘော်တင်ဦးကပြောဆိုခဲ့ပါတယ်။အကြံဖက်စစ်ကောင်စီကရက်ဆက်ပြပြီးသွေးကြောင်သွားစီအောင်လှုပ်ဆောင်သည့်စီများကိုလည်း ကျော်ဖြတ်နိုင်ခဲ့ကြောင်းရဲဘော်တင်ဦးကဆက်လက်ပြောဆိုပါတယ်။သူတို့ကိုကြောက်သွားအောင်ဒါပေမဲ့လည်းကျွန်တော်တို့ပြည်သူတွေနဲ့တော်လှန်ရေးသမားတွေအားလုံးကရောအဲ့ဒီသွေးမကြောင်ပဲနဲ့အဲ့ဒီဟာတွေကနာကြီးမှုတွေခွန်အားတွေဖြစ်ပြီးတော့ရှေ့ဆက်တိုးခဲ့တယ်။ဒီစည်းကိုလည်းကျွန်တော်တို့ကြော်နိုင်ခဲ့ပြီးဟု၎င်းကဆက်လက်ပြောဆိုပါတယ်။နောက်ဆုံးစည်းသည်တော်လှန်ရေးဘက်တော်သားများအချင်းချင်းသွေးကွဲအောင်ဆောင်ရွက်သည့်စည်းဖြစ်ပြီးထိုစည်းကိုစစ်အာဏာရှင်အဆက်ဆက်ကျင့်သုံးအောင်မြင်ခဲ့သည်ကိုလည်းတွေ့ရှိရကြောင်းစကားဝိုင်းတွင်ပြောဆိုခဲ့ပါတယ်။ ကျွန်တော်တို့တော်လန်ရေးသမိုင်းကြောင်းပဲပြန်ကြည့်ကြည့်အဖွဲစည်းသမိုင်းကြောင်းပဲပြန်ကြည့်ကြည့်ပန်းနိုင်ရောက်ခန်းဒီမှာကိုအချင်းချင်းကွဲလို့အာနာရှင်ကိုအရှုံးပေးလိုက်ရတဲ့တာရကတွေအများကြီးရှိတယ်။ဒါကြောင့်မို့အခုကျွန်တော်တို့ကနောက်ဆုံးစီကိုရောက်ပြီးသွေးကွဲစီမဲ့စီကျွန်တော်တို့အချင်းချင်းကြားအထက်နဲ့အောက်ကြားအဖွဲအစည်းအချင်းချင်းကြားဘယ်နေရာလေးဟသွားမလဲဘယ်နေရာလေးအကြောင်းထင်သွားမလဲသွေးခွဲတယ်သွေးကွဲအောင်လုပ်တယ်ကျွန်တော်တို့သွေးမကွဲရင်တီပွဲနိုင်ပြီလို့ရဲဘော်တင်ဦးကပြောဆိုပါတယ်။အကြံဖက်စစ်ကောင်စီကနိုင်ငံတော်ဝန်တွေဆစ်ရှုံးနေတော့ကြောင်း တော်လန်ရေးရေးပေါ်များနီးတော်လန်ရေးအဖွဲ့အစည်းများအချင်းချင်းညှို့ညွတ်ကြရန်လိုပြီးသွေးမကွက်ကြရင်တော်လန်ရေးအောင်နိုင်ပြီဟုရဲဘော်တင်ဦးကဆက်လက်ပြောဆိုပါရင်ဆက်လက်ပြီးတန်ရန်မျိုးဒူးမျိုးနယ်အုပ်ချုပ်ရေးမှူးစင်မင်းဦးကစစ်တီနိုင် KTP 5ကိုလယ်မြေပေါ်တွင် ဆောက်လုပ်ခွင့်ပေးထားပြီးငွေကျပ်သိန်းချီလက်စားထားနေရင်းရေးများကလည်းမဆက်ဖွင့်ပြီးစီးပွားရှာနေတဲ့ဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပြီးတော့မှာဖြစ်ပါရင်ရှမ်းပြည်နယ်တန်ရန်မြို့ဒူးမြို့နယ်အုတ်ချုပ်ရည်မှုစင်မင်းဦးက City Night KTV 5ကိုလယ်မြေပေါ်တွင်ဆောက်လုပ်ခွင့်ပေးထားပြီးငွေချက်သိန်းချီလက်စားထားကနေတဲ့ရင်းများကလည်းမဆက်ဖွင့်စီးပွားရှာနေကြောင်းဒေသတွင်းသတင်းရင်းများကသတင်းဌာနသို့ပြောကြားပါတယ်။တန်ရန်မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှတူးမြို့နယ်အုပ်ချုပ်ရေးမှူးဇင်မဲဦးတီမြို့နယ်ခရိုင်ထွေအုံမှရုံးအုပ်ကြီးအောင်မင်းထွန်းဆိုသူနှင့်ပူးပေါင်းကလယ်မြေများကိုအကွက်ရိုက်၍ရောင်းစားခြင်းအပါအဝင် City Night KTV 5ကိုလည်းလယ်မြေပေါ်တွင်တိစောက်ခွင့်ပေးပြီးငွေချက်သိန်းရာနဲ့ချီလက်စားခဲ့ကြောင်းသိရပါတယ်။ ရှင် KDB သည်တန်ရန်မြို့ရက်ကွက်ကိုတွင်တရှိပြီးမေလ22ရက်နေ့ကစတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်းထို KDB ဖွင့်လှစ်နိုင်ရန်အတွက်ဒုမျိုးနယ်အုပ်ချုပ်ရေးမှူးစင်မင်းဦးကလက်ငွေယူကလိုင်စင်ပြုလုပ်စရာမလိုပဲခွင့်ပြုပေးခဲ့က KDB တွင်ရောင်းချမည့်အရက်ဘီယာလိုင်စင်ကိုလည်းခရိုင်ထွေအုံယုံမှာ ရုံးအုပ်ကြီးအောင်မင်းထွန်းကငွေချက်300ဖြင့်ခွင့်ပြုပေးခဲ့ကြောင်းသိရှိရသည်။ထို့ပြင်ရုံးအုပ်ကြီးအောင်မင်းထွန်းသည်ရခိုင်ကလာရှိုးတွင်ငွေကြေးအတောင်ချမ်း၍တန်ရန်သို့ပို့ဆောင်ခံလိုက်ရခြင်းဖြစ်ကြောင်းထို့သူပြောင်းရွှေ့ခံရသောလည်းအောင်မင်းထွန်းသည်ထွေအုပ်ခရိုင်မှု၏ ESO ဟုဆိုကလက်ငွေအလွန်အကျူတောင်းရနေသူဖြစ်က၎င်း၏ဆရာဖြစ်သူခရိုင်မှုကအပြောင်းရွှေ့တွင်ပါသွားသောကြောင့်စင်မင်းဦးနှင့်ထက်မှန်ပူပေါင်းကအလွန်အကျူငွေကြေးတောင်းရမှုများထက်မှန်လုံဆောင်နေခြင်းဖြစ်ကြောင်းသိရပါသည်။ တန်ရန်မျိုးရှိဘားဆိုင်များသည်လည်းအတန်ကျေလောက်၍ပြည်သူများကထွေအုံယုံတို့တိုင်ကြတော့လဲဘားပိုင်ရှင်ကလာစဉ်ထွေအုံယုံတို့ငွေချက်9သိန်း၊နေမြေခံရဲများကိုငွေချက်6သိန်းနဲ့စစ်တပ်ကိုလာစဉ်ငွေချက်13သိန်းပေးဆောင်ထား၍အရေးယူခြင်းမရှိကြောင်းသိရှိရပါတယ်။အလားတူတန်ရန်မျိုးရှိရဲနယ်ထိန်များကလည်းရက်ကွက်9ရှိတန်ရန်ဘားအနောက်ဘက်တွင်မဆက်ဖွင့်ပြီးမူရစ်စေဝါများရောင်းချကစီးပွားရှာနေပြီးညစဉ်မူရစ်တောင်ကျမ်းနေတော့လဲနယ်ထိန်ရဲများဖွင့်လှစ်ထားသောကြောင့်ရက်ကွက်9အုပ်ချုပ်ရေးမှုခွန်ထွန်းကသွားရောက် ပြောဆိုခြင်းမရှိကြောင်းသိရှိရပါတယ်။ နေရင်းရဲတွေကမဆက်ဖွဲ့မူရစီဝါရောင်ပြီးပတ်စံရှာနေပြီမေစာရဖကပတ်စံတောင်းလာတော့ဖမ်းလာတော့မလုံအောင်လို့အဖွဲစည်းပိုင်နေဆိုပြီးတရင်လွင်ထားတာတကယ်ကနေတိန်ရဲ့ရဲတွေပေါင်းဖွင့်ပြီးလှုပ်ရှားနေတာညတိုင်းမူရစီဝါတုံးပြီးအော်ဟစ်တောင်းချမ်းနေတာရဲနေတိန်တွေကဖွင့်ထားတော့ရက်ကွက်ငါအုပ်ချုပ်ရေးမှုဥခွန်ထွန်ကလည်းဘာမှမပြောရဲဘူးအဲ့မှာဆက်ဆိုရင်ဘသူမှမဖမ်းရဲဘူးဟုဒေသတွင်းတရင်ရင်းမြစ်ကပြောဆိုပါတယ်တန်ရန်မျိုးစီပင်ဝန်ထမ်းများကလည်းအထက်မြင့်နေအညာကိုပြည်내အစင်အားတင်ပြခြင်းမရှိဘဲပိန်းရ ှိလက်စားကဆောက်လုပ်ခွင့်ပေးနေကြောင်းထို့ပြင်ယာမီများကိုလည်းနေအိမ်ဆောက်လုပ်ခွင့်တင်ရာကြီးတောင်းခံကခွဲပြုတ်ပေးနေကြောင်းသိရပါတယ်။ရက်ွက်နှစ်အုပ်ကြီးရဲ့အိမ်အနောက်ကအိမ်ဆိုရင်သုံးတက်ဆောက်တာအတီးကြီးပဲစီပင်ကတိန်330တောင်းပြီးတည်နေမတင်နဲ့ဆိုပြီးလှုပ်ရှားနေတာတခြားဟာတွေလည်းအများကြီးပဲ။လေမီတွေမှာအိမ်တွေဆောက်တာလည်းတင်ရာကြီးယူပြီးခွင့်ပြုတာပဲ။တန်ရန်ထွေအုပ်ကအခုဆိုရင်တိုင်းစစ်ဌာနချုပ်ကလာရှိုးရွှေသွားတော့အရင်ချက်ပို့ဆိုတဲ့လှုပ်ရှားနေကြတာမြေကရန်ရှောက်ဖို့ဆိုရင်အခုကပြည်နယ်တင်ရတာ ပြည်နယ်တင်ရတာမို့ဆိုပြီး3900နဲ့3880ကြတောင်းနေတာနေရာကောင်းတွေဆိုရင်ထောင်ချီတောင်းနေပြည်သူတွေကလည်းဖိုင်ဆိုင်မှုခိုင်မာခြင်းတော့ပြီးနေရတာဟုဒေတာရင်းတရင်ရင်းမြစ်ကဆက်လက်ပြောဆိုပါတယ် ဆက်လက်ပြီးတမတရားတင်မှာအင်းအားလေးရခံမှာစစ်ကြောင်းထွက်လာ၍ဘခုတ်ကူမြိုင်နှင့်ပေါ့မြူနယ်တို့မှပြည်သူများစည်ရေးတည်ဖြစ်နေထိုင်ကြရန်တည်ပြီးတဲ့ဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပြီးသားမှာဖြစ်ပါတယ်။မကွေတိုင်းဘခုတ်ကူမြို့အခြေဆိုင်ချင်းမြန်တမဌာနချုပ်တရားတင်မှာစစ်ကောင်စီတပ်အင်းအားလေးရခံပါရင်တန်းထွက်လာ၍ဘခုတ်ကူမြိုင်နှင့်ပေါ့မြူနယ်တို့မှပြည်သူများအနေဖြင့်စည်ရေးတည်ဖြစ်နေထိုင်ကြရန်အညာမြေတပ်ပေါင်းစုက ယနေ့ဇွန်လတရက်တွင်ထုတ်ပြန်ပါတယ်။စီရေစစ်ပရိရဲ့အရာခံမှန်းရခဲ့၍စစ်ကြောင်းလန်းဖြစ်နိုင်သည့်ပခုတ်ကူနောက်ချမ်းညိုင်အရှိတောင်ချမ်းနှင့်ပောက်အရှိချမ်းမှပြည်သူများစီရေနှင့်လေကြောင်းရန်တတိဖြစ်နေထိုင်ကြရန်လည်းတတိပေးဖော်ပြပါတယ်။ယခုစစ်ကြောင်းရင်းနှီးမှတိုင်းပြီးမေလ28ရက်ကတက်မတရားတက်မအင်းအားတရားကြောပါစစ်ကြောင်းသည်ညောင်ချစ်ပင်ပြူစောတိကျေးရွာမှလက်ရှိတွင်ပေါင်းမြို့နယ်အရှိချမ်းရှိရေပြာရွှေလန်ကျေးရွာသို့ရောက်ရှိနေသည်ဟုဆိုသည်။ ်အခုဒုတိယမြောက်စစ်ကြောင်းကလည်းပထမစစ်ကြောင်းသွားရလန့်အတိုင်းပဲသွားမလားလမ်းကြောင်းတစ်ခုကနေသွားမလားစောင့်ကြည့်ပြင်ဆင်နေတယ်ဟုအညာမြေတပ်ပေါင်းစုတာဝန်ရှိသူကိုဖိုးကိုတန့်စင်ကစစ်ကောင်စီစစ်ကြောင်းအခြေအနေနဲ့ပတ်သက်ပြီးသတင်းဌာနသို့ပြောပြပါရယ် ထို့ပြင်အင်အားများသည့်စစ်ကောင်စီတပ်စစ်ကြောင်းကြောင့်ဒေသခံပြည်သူများမှလည်းစစ်ရှောင်ရန်ပြင်ဆင်နေကြောင်းသိရပါတယ်။ပေါင်မျိုးနဲ့ရေးပြရွှေလန်းတို့ရောက်နေသောပထမစစ်ကြောင်းနဲ့ပူပေါင်းပြီးကပ္ပစ24ကိုရိတ်ခါနဲ့စီရီအုံဆောင်လေးပို့မယ်လို့ခံမှန်းနေဟုကိုဘိုဘိုတန့်စင်ကပြောပါရယ်မေလ28ရက်ကစစ်ကောင်စီတပ်စစ်ကြောင်းတွေဒေသခံပြည်သူကိုအူဖန်စီထားပြီးကမ္မတပ်ပေါင်းစု KMDF စခန်းတစ်ခုကိုမီးရှို့ဖျက်ဆီးခဲ့ကြောင်းလည်းဒေသခံလူမှုအဖွဲ့အစည်းအချို့ကအသိပေးထားပါရယ် မေလ၂ရက်မှ9ရက်အထိပခုတ်ကူတပ်မှတရတက်မှစစ်ကောင်စီတပ်သားများသည့်မြိုင်မြို့နယ်အရှိတောင်ပိုင်းရှိကြီးရွာများအားစစ်ကြောင်းထုံးမီးရှို့ဖျက်ဆီးခဲ့သည်။အဆိုပါစစ်ကြောင်းကိုဒေသကာကွယ်ရေးတပ်များကတိုက်ခိုက်ရာစစ်ကောင်စီတပ်သားရုပ်အလောင်း၈လောင်းတွေ့ရှိခဲ့သည်။ဂျမိုက်တရင်တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်ချမ်းမြေကြပါစေရှင်။